အားလုံးပဲမင်္ဂလာပါရှင်။ကျမတွေနေဖပြမယ့်အဆောင်လေးကတော့ဆရာတိုးဆောင်ရေးတောက်ထားတဲ့ငားရဲ့ဒေဝီဆိုတဲ့အဆောင်ကလေးရဲ့ခန်းဆက်ပဲဖြစ်ပါရဲ့ရှင်။ကျန်းကင်းနဲ့အုတ်သားနံရံတွေကယနေ့မှပုံမူအေးဆက်ခါကျွန်တော်ခန္ဓာကိုယ်ကိုရေခဲနဲ့တို့နေသလိုပါပဲ။အခြေအနေကိုကျွန်တော်နားလည်ပါတယ်။ ဒါဟာဒေဝိကို အချင်းအကျက်ထဲရောက်သွားစေမယ်အကောင်ဆုံးဖီအားပါဖေပါဒေဝိကျွန်တော်ဒေဝိကိုအရန်တွေ့ချင်နေပြီဒီတစ်ချိန်မှာလဲလချောင်းတွေကထိန်ချုံရခက်လွန်းနေလို့အချိန်တော်ကြာအောင်အာယူပြီးပို့လိုက်ရတယ်လာမယ့်စနေနေ့အရင်နေ့ရပျော်လွန်းလို့မျက်လုံးတွေတောင်ဝေသွားသလားပဲ။ စာလုံးတွေနှစ်ထပ်ဖြစ်နေလို့ဟုတ်မှဟုတ်ရဲ့လားပြန်ဖတ်တော့ကျွန်တော်ထင်တာမလွဲပါဘူးဒေဝီဖုန်းနံပါတ်ရောကျမမှာ၈နံပါတ်ရှိနေတာပဲကျမဆက်လိုက်မယ်လက်ထဲကကင်ထားတဲ့ဖုန်းလွတ်ကျသွားတယ်ဝန်းနေလို့မဟုတ်ပါဘူးကျွန်တော်လက်ကဖုန်းကိုဆက်ကင်မထားနိုင်တော့လို့ပါကြ བྱ ားကြားပြန်ကောက်ပြီးစာသုံးလုံးကိုစူးစမ်းပြီးရိုက်လိုက်တယ် လုံဖူးသမျှထဲမှာဒီစာသုံးလုံးဖုံးထဲကထွက်သွားဖို့ကအခဲခဲဆုံးလားတော့မသိပါဘူးကြာလိုက်တာခက်ခဲလိုက်တာပြီးတော့ချမ်းလိုက်တာနောက်ဆုံးတော့မဖြစ်မနေထွက်သွားလေရဲ့အချိန်ကသူ့မဘက်ကစာတကြောင်ပြန်လာနိုင်ပါတယ်ဒါမှမဟုတ်လေကနန်းတစ်ခုခုလည်းဖြစ်နိုင်ပါတယ် ဒါပေမဲ့ထိုးရကို ကျွန်တော်မမြင်ရတော့ပါဘူးကျွန်တော်မြင်နေရတာကအပြာလွန်သွားပြီးနောက်အရာရာမဲမောင်သွားတာကိုပါကျွန်တော်အမြင်ကရောစင်းယုံကစင်းရင်လဲအလုတ်တန်းမဝင်ပဲသူ့ကို အိမ်မှာပဲအေးအေးဆေးဆေးနားစီခြင်းသေးတယ်ဗျာကျွန်တော်လည်းအဲ့ဒီလိုပဲစဉ်းစားထားပါတယ်တမျိုးတော်မထင်ပါနဲ့ကိုစော်ဝင်းတချို့သတင်းတွေလဲကျွန်တော်ကြားပါတယ်ကျွန်တော်နားလဲပါတယ် ဆင်းရုံကဆင်းရင်အခြားထူးကူတရောင်နဲ့ရေရှည်ဆက်ပြပေးဖို့ကျွန်တော်စဉ်းစားထားတယ်။အဲ့ဒါပဲကောင်းပါတယ်ဗျာ။ဦးလေးရဲ့တပြင်းချတန်တဲ့တဲ့ကိုမျိုးလုံးမိထားတဲ့ကြားကကျွန်တော်ကြားနေရပါတယ်။လူတွေကလည်းခက်တယ်ဗျာ။ကိုနဲ့သဘောတဘာဝမတူရင် ဖေးမှလက်တွဲခေါ်ဖို့ထဲစကြင်နောက်ချင်ကြတာ။ကြာရင် သူ့အတွက်မကောင်းဘူး။ GM ဥမြင့်သူစကားတွေကဒီတစ်ခါမှာတော့တကယ်ကိုကရုဏာတရားပြေဝနေသလိုပါပဲဒါပေမဲ့သူကိုယ်တိုင်ရုံးငန်းနဲ့ခေါ်ပြီးကျွန်တော်ကိုရေဘူးလို့နားလေရတော့ခက်ခဲပါ ထိုစင်မှာပဲဖုန်းမြည်တမ်းတစ်ခုထွက်ပေါ်လာတယ်ပြီးတော့ဂယုတစိုက်ဖြေးချနေတဲ့ဥမြင့်သူရဲ့အတန်ကိုကြားရတယ်ဟုတ်ကဲ့ MD ကျွန်တော်အခုဆေးရုံမှာ ကိုဇော်ဝင်းလည်းရှိတယ်။ဟုတ်ရတယ်လေ MD ကျွန်တော်ခုပဲလာခဲ့လိုက်ပါမယ်။ဖုန်းချပြီးပြီးချင်းတပြင်းမောတစ်ခုနဲ့အတူ GM ဦးမြင့်သူကကဲကိုဇော်ဝင်းရေခမည်း MD ကတော့လုတ်ပြန်ပြီဗျ။ကြိုက်ထုံမီကိစ္စလား။မဟုတ်ဘူးဗျာအခုကနောက်တစ်ခုညနေနေပြီးတော့သွားရမယ်တဲ့။ဦးလေးရဲ့ရဲတမ်းမြင်မြင်ကိုကြားရတယ်။อืม အခုကစနေရောက်ပြီကိုဗျအေးဗျကျုပ်တို့ MD လဲတောက်ကြစနေဆိုဘီလူးစီးနေသလားမှတ်ရတယ်ခိုင်းလိုက်တဲ့အလုပ်တွေတရဆက်စူလိုက်ငောက်လိုက်တာလဲလွန်ပါရောတနင်္လာအင်္ဂါဆိုရင်ရောအေးတနင်္လာအင်္ဂါဆိုရင်တော့သူမဟုတ်တဲ့အတိုင်းပဲဗျို့အရန်ကိုမှပြုငါနေတတ်တာသူတို့စကားနဲ့သူတို့ရင်ကြမောကြလေရဲ့ ပြီးတော့ GM ဦးမြင့်သူကဦးလေးတို့နှစ်ယောက်ကိုနှုတ်ဆက်ပြီးပြန်သွားပါတယ်။ဒါပေမဲ့အခန်းထဲမှာဒေါ်လေးပဲကြံခဲ့ပြီးဦးလေးကတော့ကားပါကင်အရောက် GM ကို လိုက်ပို့တယ်ထင်တယ်။ဒီတော့မှပဲကျွန်တော်မျက်လုံးကို ဖွင့်လိုက်တယ်။အော်ตาလေးနိုးပြီလား။ချက်ချင်းပဲဒေါ်လေးကကျွန်တော်အနီးရောက်လာတယ် ပြီးတော့ကျွန်တော်နှစ်ဖူပါပြင်တဲ့လေဘင်းတို့ကိုလက်နဲ့ဆန်းကြည့်တယ်။ဘယ်လိုနေသေးလဲတာ။တက်တာရဲ့လား။ဒီနေ့ဘာနေလဲရင်တော်လေး။တကယ်တော့ဦးလေးပြောကလေးကကျွန်တော်နှစုံနှစ်ပြားကြောင်းလိုက်ပေးမယ်။တေချာအောင်ထပ်မေးလိုက်တာပါ။စနေနေ့တာ။ဘယ်ချိန်ရှိပြီလဲ။နေ့လယ်နှစ်နာရီခွဲပြီ။ ထိုစကားကနှလုံးသားကိုအာပြင်းပြင်းနဲ့လှုပ်နှိုးပြလိုက်တယ်။ကျွန်တော်ဖုန်းရော ရှိတယ်တာရဲ့ဒေါ်လေးသိမ်းထားတယ်။ကျွန်တော်ကိုပေးပါလား။အခုချိန်ဖုန်းကြည့်လို့မဖြစ်သေးဘူးသား။အရေးကြီးလို့ပါဒေါ်လေးရဲ့တောင်းကိုဖုန်းပြင်ပြန်ပေးပါ။ကျွန်တော်လေတန်းနဲ့ဟန်ပန်ကြောင်းဒေါ်လေးမှာဇဝေဇဝါဖြစ်သွားရပုံတကယ်လဲကျွန်တော်အတွက်အရေးကြီးနေပါပြီ မှညံမှာရေးရေးမမိနေတာကလာမဲစနေနေ့အရင်နေ့အောင်ဆိုတဲ့ဒေဝီပို့လိုက်တော့စာကြောင်းလေးပြီးတော့အခန်းထဲဦးလေးပြန်ဝင်မလာခင်ဒီကိစ္စမြန်မြန်ဖြတ်ရမယ်ဆိုတဲ့အသည်ဆောင်းအုပ်ထားတဲ့လက်ကလေးတစ်ဖက်ကိုအပြင်ထုတ်ရင်းကျွန်တော်ထက်မှန် တောင်းခံလိုက်ပါတယ်ခဏလေးပါတော်လေးရယ်ကျွန်တော်ခဏလေးပဲကြည့်ပါပါဒေါ်လေးမှာတက်ပြင်းကိုချရယ် ပေတော့အခန်းတကားဝစီတို့မတိမသားလှမ်းကြည့်လိုက်တာကို တွေ့ရတယ်။ဒါဟာ ပေးလို့ဖြစ်မဖြစ်ဝေဝဲရခက်နေကြောင်းကျွန်တော်ရိပ်မိပါတယ်။ဦးလေးရောက်လာတာကိုစောင့်ပြီးဦးလေးရဲ့ဆုံးဖြတ်ချက်ကိုယူခြင်းနေပုံပါပဲ။တကယ်ခဏလေးပါဗျာ။ ချွတ်ချုံအားနေလို့နေတဲ့ကျွန်တော်လေးတန်းကြောင့်နောက်ဆုံးမှာတော့ဒေါ်လေးစီကတပြင်းရွှေကြီးခြာတန်းကိုကြားလိုက်ရတယ်။ပြီးတော့သူမရဲ့လက်ကင်အိတ်ထဲကကျွန်တော်နဲ့အချိန်တော်ကြာဝေးနေတဲ့ဖုန်းလေးကို ထုတ်ပေးလာပါတော့တယ်။လက်ထဲရောက်ရောက်ချင်းခလုတ်ကိုဖွင့်ကြည့်တော့ဖုန်းမျက်နှာပြင်ကအယောင်ပြောင်းမလာပါဘူး။အားကုန်ပြီးတော့စက်ပိတ်သွားလို့ဒေါ်လေးအာသွင်းပေးထားတယ်။ ပါဝါကလုတ်ကိုဖိထားတဲ့လက်ချောင်းလေးတွေမတိမတာတုံရီနေတာကို မြင်ရတယ်။ထို့အတူကျွန်တော်နှလုံးသားဟာလည်းတဆက်ဆက်တုံရီလာနေတာပါ။ခန္ဓာကိုယ်ကမရှိတော့ရင်ထဲမှာမောနေတယ်။ခံစားရတာအစင်မပြေပါဘူး။ဒေဝီချင်းတဲ့အချိန်ကိုကြော်များသွားခဲ့ပြီလား။ မကြခင်မှာပဲလွန်ခဲ့သောနှစ်ရက်တွေကအတိုင်းဖုန်းလေးမှာပြန်လဲလင်းချင်းလာပါတယ်။ပြီးတော့ဒေဝီနဲ့ကျွန်တော်ရဲ့တီးတန်ကဘာလေးစီချက်ချင်းပဲသွားလိုက်တယ်။မကြပါဘူး။လွန်ခဲ့သောအတိတ်ရဲ့တချို့ကဂရီထားဘူးသောစကားတွေဟာရင်ခုန်တဲ့နှွေးနှွေးနဲ့တခဏချင်းပဲပြန်ပေါ်လာတယ်။လာမယ့်စနေနေ့အရင်နေရာဒေဝီဖုန်းနံပါတ်ရော ကျမမှာ၈နံပါတ်ရှိနေတာပဲကျမပဲဆက်လိုက်မယ်အချိန်ကညနေ9နာရီရင်ထဲမှာလိုက်ခနေပြောကားသွားတယ်ဒါပေမဲ့ဖုန်းလေးကိုရင်မက်ပေါ်တင်ရင်စိတ်တည်ငြိမ်မှုရအောင်အရင်စူးစမ်းလိုက်ပါတယ်ဒေါ်လေးရိပ်မိသွားလို့မရပါဘူးကျွန်တော်ဘယ်ကိုရောက်နေရလဲဒေါ်လေးကကျွန်တော်မသိတဲ့အထူးကူစေကန်းတစ်ခုရဲ့နံမီကိုရွတ်ပြတယ် ရန်ကုန်ထဲမှာပဲလားဟုတ်တယ်အင်းစိန်ပန်းချန်နာကဒုတိယမြောင်အပျော်တွေရင်မာဖြတ်စည်းသွားခဲ့တယ်ဒီလိုဆိုလျင်ဖြင့်အချိန်မလောင်ငါစီယာအကြောင်းမရှိတော့ပါဘူးညနေ9:00နာရီဆိုခြင်းအတွေ့ကျွန်တော်ဘက်ကလှုပ်ရှားခြင်းကောင်းကောင်းဖူလုံးပါတယ်အရင်ဆုံးလုံးရမှာကဒီစင်းယုံတွေကနေအမြန်ဆုံးထွက်သွားနိုင်ဘူး မျက်လုံးမှိတ်ထားလျက်မှာဆက်လက်လှုပ်ဆောင်ရမည့်စီစဉ်များကိုကျွန်တော်တခုချင်းတွေးနေမိပါတယ်။ဒီထဲကထွက်နိုင်မှုအတွေ့အရေးကြီးဆုံးတစ်ခုက အခန်းထဲမှာဒေါ်လေးရှိမနေဘူးပါ။ဒေါ်လေးဒီ၎င်းဥလေးဒီ၎င်းစေယုံမတောင်းဝင်ရှိသူများဒီ၎င်းကျွန်တော်ကိုဘယ်လိုနည်းနဲ့မှအပြင်းပေးသွားမှာမဟုတ်ပါဘူး အဲ့ဒီအတွက်ဒေါ်လေးခန်းလေးကထွက်သွားအောင်ကျွန်တော်လုပ်ရမှာဖြစ်တယ်လို့ဦးလေးလည်းရောက်မလာသေးဘူးလို့ပါတယ်သူတို့နှစ်ယောက်သာရှိနေရင်ကျွန်တော်ပဲလို့မှထွက်သွားနိုင်မှာမဟုတ်ဘူးလေမျက်လုံးကိုအသာပြန်ပွင့်ပြီးပန်ဝင်ချင်ကိုလေ့လာတော့ကန်တရားကကျွန်တော်အပေါ်တော်တော်ဖေးဖေးမမရှိပုံပါပဲကျွန်တော်ရဲ့ခေါင်းရင်းပဲချမ်းမှာမှန်ကြီးကထားတဲ့ဘရင်းမောက်တစ်ခု ရှိနေတယ် မြင်ရတဲ့အခြေအနေအရကျွန်တော်ရှိနေရအခန်းဟာစေးရုံရဲ့မြင်းကြီးတန်းအခန်းပေါင်းများစွာတဲ့ကအခန်းတစ်ခန်းဖြစ်ပုံရပါတယ်။ပြီးတော့ပရင်းမောက်ကိုမှန်တကားတစ်ချက်ကလွဲပြီးတခြားတွန်းဖယ်ဖြည့်စည်ရခဲ့တဲ့အရန်တားမျိုးနဲ့လဲကာယံမထားပါဘူး။ဒါကိုကြည်ချင်းဖြင့်ကန်တရားကကျွန်တော်လူမြောက်ရလမ်းကြောင်းအတွေ့ကြိုတင်အကွက်ချစီစဉ်ပေးထားပုံပါပဲ။ မှန်တကားအတွက်တော့ဘယ်လိုမှအခက်အခဲမရှိပါဘူးခလုံးလဲပြီးတွန်းဖွင့်လာရုံပါပဲဒီလိုဆိုတော့ဆက်လက်လှုပ်ဆောင်ရမယ့်အစီအစဉ်အရာပရင်းတကားမှတစင်အခန်းပြင်ရောက်သွားပြီမဲ့ကျွန်တော်ဟာဤစေးရုံဝင်းကြီးတဲကနေလွမြောက်ဖို့ထပ်မံစ조사ရပါဦးမယ်ပြေးလျင်ကာစီဘီဒေဝီနဲ့ချိန်ထားရအရက်ကိုဆက်လက်ထွက်ခွာရလိမ့်မယ် ကာစီဖို့အတွက်ပတ်စံလိုလိမ့်မယ်ပတ်စံအတွက်တော့အရန်ကြီးစဉ်းစားဖို့မလိုပါဘူးကျွန်တော်လဲလျောင်းနေရကရင်ရဲ့ခြေရင်းပဲဇပွဲပေါ်မှာဒေါ်လီရဲ့လက်ကင်အိတ်ရှိနေပါတယ်ထိုလက်ကင်အိတ်ထဲမှာကာစီဖို့လုံလောက်နိုင်တဲ့ပတ်စံအရည်အတွက်တော့တေချာပေါင်းရှိနေမှာပါ ထိုသို့သောခြေနေများကိုတုံးသက်ပြင်ဆင်ပြီးနောက် အရေးကြီးဆုံးအလုပ်တစ်ခုကိုစတင်လှုပ်ဆောင်လိုက်ပါတော့တယ်။အာတာဘာဖြစ်တာလဲ။ဒေါ်လီချက်ချင်းပဲအနားရောက်လာတော့ခေါင်းတွေထိုးကြိုက်လာလို့အာပြောပါတယ်အဲ့ဒါကြောင့်ဖုံးမကြည့်နဲ့ဦးလို့အာမဟုတ်ဘူးတော်လေးရဲ့ခါးကနေထိုးတက်လာတာအာနားတယ်ဆရာဝန်ခေါ်ပေးပါတော်လေးတောင်းကိုဆရာဝန်ခေါ်ပေးပါ ထိန်လန့်အစိုးရမှုတွေဒေါ်လေးမျက်နာမှာအထင်းသားမြင်လိုက်ရတယ်။အရင်ကတည်းကရုံးဟာတော့ဒေါ်လေးတယောက်ကျွန်တော်ရဲ့ကလီကမာနိုင်မှုအတော်တကယ်ထင်သွားပုံရပါတယ်။မျက်စိမျက်နာပြက်ပြက်နဲ့ချက်ချင်းပဲအခန်းထဲကပြေးထွက်သွားတယ်။မြင်ကွင်းကဒေါ်လင်းပြောက်သွားတယ်ဆိုတာနဲ့လက်မှာထိုးထားတဲ့ပိုက်တွေဆွဲဖြုတ်ပြီးဂရင်ပေါ်မှာကျွန်တော်ကုန်းထားလိုက်တယ် အာရင်ချင်းနေနေတဲ့ခန္ဓာကိုယ်ကြောင့်စိတ်သွားတိုင်းတော့ကိုမပါခဲ့ပါဘူးမိုက်ခနဲ့တစ်ချက်ဖြစ်ပြီးမျက်လုံးတွေပြာလာလို့ဂရင်းတိုင်းကိုမိကအန်ကျိတ်ထားလိုက်မိပါသေးတယ်ပြီးတော့ဒွန်လေးလက်ကင်အိတ်ထဲကပစံအချို့ကိုယူ ဖုံးကိုလက်မှာကြက်ကြက်ပေါင်းခြင်ပြီးမှန်ပရင်းတကားမှတစ်ဆင့်အပြင်ကိုကြော်ထွက်လိုက်ပါတယ် ြင်ပကဘာကိုခြေချမိချင်းချင်းကျွန်တော်တီးလိုက်တဲ့အသည့်ဟာဤအရက်ဟာဆေးရုံရဲ့အနောက်ဖက်အရက်ပါခြံစည်းရိုးဘေးကတီးပြီးချောင်းချောင်းချစ်ချီနိုင်တဲ့ညာဘက်ခြံစီကျွန်တော်တိုးထွက်လိုက်ပါတယ်မကြပါဘူးကျွန်တော်အခြေလန်းတွေဟာစေးရုံရဲ့မျက်နှာစာကားပါကင်းစီ ရောက်လာတယ်။ရှေးဆက်မတိုးသေးပဲနန်းရံကိုမိကအခြေအနေကိုအရင်လေ့လာလိုက်တယ်။ ပါကင်မှာ GM ဥမြင့်သူကားကိုမတွေ့ရတော့သလိုဥလီလည်းရှိမနေတော့ပါဘူးဆက်လက်ဖြတ်တန်းဖို့အခြေအနေကောင်းတယ်ဆိုတော့လေဒါဟာကျွန်တော်အတွက်အန္တရာယ်ပါဒေါ်လေးနဲ့ဆရာဝန်များသာ အခန်းတွင်ရောက်လာခဲ့ပါကထို့အတူဥလီဒီလည်းကျွန်တော်မရှိတော့ဘူးဆိုတာသိသွားခဲ့ပါက အသက်ကိုဝဝရှူရင်းနန်းရံမီရဲ့နေရာကနေကျွန်တော်ပြေးထွက်လိုက်တယ်။ကားပါကင်ကိုဖြတ်ကျော်ရတခြားဘာမှရင်းမှမရှိခဲ့ပါဘူး။စင်းယုံပေမဝင်ပေါက်ကိုလုံတော့ကားကြီးကားငယ်တို့ဖြတ်တန်းသွားလာမှုရှင်းလင်းနေတဲ့လမ်းမကြီးတစ်ခုကိုမြင်ရတယ်။ကန်တရားကကျွန်တော်ကိုဆက်လက်ဖေးမနေတော့မှပဲ။ လမ်းမကြီးရဲ့ဟိုဘဲချမ်းမျက်စောင်းတို့နေရာလောက်မှာကားမှတ်တိုင်တစ်ခုနဲ့ထွန့်အံ့ဆဲဆဲဘတ်စကားကြီးတစီဘာမှဆက်တွေ့မနေတော့ပါဘူးဘာကိုမှမဆောင်ဆိုင်တော့ပဲရှိသမျှအောင်းကုန်တုံးရင်လမ်းကိုဖြတ်ကူးလိုက်တယ်ပြီးတော့ဘိန်းလိန်နေပြီးဖြစ်တဲ့ကားကြီးပေါ်အလင်းစလိုပြေးတန်လိုက်ပါတယ် အချိန်ကြိုက်ထားသလိုတောင်ထင်လိုက်ရရဲ့ကျွန်တော်အပေါ်ရောက်ပြီဆိုတာနဲ့ကားကြီးကတကားပိန်မောင်းထွားသွားခဲ့ပြီအလေးရောက်လာတဲ့စပယ်ယာကိုပစံချိုထုတ်ပြီးတော့ကျွန်တော်ကိုကြောင်တောင်တောင်ရက်ကြည့်နေသေးရဲ့ပေးမဟိုမှာခုံလွတ်တယ်အမောမဖြေအားသေးပဲစပယ်ယာညွန်ပြသောခုံလွတ်စီကျွန်တော်တရင်တရားရှောက်သွားလိုက်တယ် ခုံမော်ထိုင်တော့ကျွန်တော်ခင်နာကိုက အားကုန်သွားတယ်ကော်ဘဲရုပ်တရုပ်လိုဖြစ်နေပြီကျွန်တော်နှစ်ဖူးပြင်လဲပင်လက်မောင်းနဲ့လက်ဖြံတို့မှာချွေးတွေတဆက်ဆက်တိုးထွက်နေပြီးမောလိုက်တာလဲစိုးပွဲရာမရှိပါဘူးရင်ထဲမှာတလက်လန့်ခါနေမှုကတခါတခါမျက်လုံးတွေပင်ပြာထွက်သွားမတတ်ပါပဲ။ ကျွန်တော်လုံရက်တွေကိုတစုံတယောက်များမြင်သွားခဲ့သေးသလားကျွန်တော်နောက်ကိုဦးလေးတို့လိုက်များလာနေကြပြီလားစားတဲ့စိုးရင်စိတ်တွေကလည်းလှုံရှားနေတဲ့ကျွန်တော်နှလုံးသားကိုဘယ်လိုမှငြိမ်သက်ခွင့်မပေးနိုင်တော့အောင်ရှည်နေခဲ့ပါတယ်ထိုစင်ပါပဲဆိုတော့မင်းကစေယုံကထွက်ပြေးလာတာပေါ့ဟာအပြာရောင်ဖះ အံ့ဩတယ်ဆိုတာထဲထိတ်လန့်သွားရတာပါ။နဘေးထိုင်ကုန်းမှာဘဲချင်းကလေးကရောက်နေတယ်မသိပါဘူး။ကားပေါ်ရောက်ကလေးကအသက်ရှူမှန်းအောင်မနှဲကြိုးစားနေရတာကြောင့်အပြာရောင်ဖျားရှိနေမှန်းတတိမထားမိလိုက်ဘူး။ဘယ်လိုလုပ်ပြီးဒီမှာမင်းကိုခေါ်လာတာလေ။ကျင်းတော်ကိုဟုတ်တယ်။မင်းကိုပင်လယ်စီခေါ်သွားမလို့ တုံ့ပြန်ရန်စကားတို့ကျွန်တော်မှာရုတ်ချီးပြောင်းရှာသွားပါတယ်။ပြီးခဲ့တဲ့တစ်ခေါက်လာတော့ကမင်းကိုပင်လယ်စီခေါ်သွားမယ်လို့ပြောထားတယ်လေ။ဟုတ်ပါတယ်။အဲ့ဒါကို ကျွန်တော်လည်းမှတ်မိပါတယ်။ကျွန်တော်တို့စကားပြောနေတဲ့ဗီဒီယိုဖိုင်တာဦးလေးစီရောက်သွားခဲ့သေးတာပါ။အခုတော့ကျွန်တော်လိုက်လို့မရဘူး။အတိတ်တယောက်နဲ့တွေ့ဖို့ချိန်ထားလို့။၅နာရီမှမဟုတ်လား။ ဒါကျွန်တော်ပေါ်လျော်မှုပါအပြာရောင်ဖျားသည်အားလုံးကိုကြိုသိနေမှန်းမမေမလျော်နဲ့ကျွန်တော်သတိထားမိခဲ့ဖို့ကောင်းတယ်လေအခုမှ၃နာရီပဲရှိပါသေးတယ်မိပါရဲကွပြီးတော့ဒီကားပေါ်မှာမင်းကြာကြီးဆက်မနေသင့်ဘူးဘာဖြစ်လို့လဲမင်းဦးလေးနဲ့အတော်လိုက်လာမလားမပြောနိုင်ဘူးလေကျွန်တော်ထွက်လာတာကိုသူတို့မမြင်ပါဘူး သူတို့မမြင်လဲမြင်တဲ့သူတွေရှိရင်ရှိမှာပေါ့ကွာနောက်ပြီးကားသွားနေပုံကိုလည်းကြည့်အောင်အဲ့ဒါတော့ဟုတ်ပါတယ်ခရီးတဲ့တင်ဘတ်စကားကြီးဖြစ်တဲ့အတွက်လျော်ညီတဲ့အရှိန်တစ်ခုနဲ့သာကားကြီးကမောင်းနေနေတယ်သူကတောင်ဝင်းတိုင်းမဲကားမတ်တိုင်းတွေမှာလူတင်လူချလို့ရတယ် နေတော့အကယ်၍များဦးလေးတို့နောက်က လိုက်လာခဲ့မယ်ဆို မကြခင်အချိန်တွင်ဒီကားကြီးကိုမှီလာနိုင်ပါတယ်။လာပါကွာငါနဲ့လိုက်ခဲ့တာမင်းတို့အကောင်းဆုံးမှာစိတ်လဲပူမနေနဲ့အချိန်မီငါပြန်ဖို့ပေးပါမယ်။ပြုံးလဲပြုံးထိုင်းနေရကလည်းမတက်ထရပြီးရှေ့မှာဆင်းမဟိအပြာရောင်ဖျောင်းအော်တန်က တတူဆန်ပြီးတကားလုံးကိုငြိမ်ကြသွားစေတယ်။မကြပါဘူး။ခရီးသည်တင်ဘတ်ကားကြီးမှာတတ်မှန်ထားတဲ့အမှတ်တိုင်နှစ်ခုကြားတတ်မှန်မထားတဲ့နေရာတစ်ခုမှာထူထူဆန်ဆန်ရက်တန်ကားသွားတယ်။ပေတော့ထိုးပေါ်ကနေအပြာရောင်မွှေးပါတပည့်ကြီးခြုံထားတဲ့သပင်းရှင်လူတို့ဦးရဲ့စင်းရုံယူနီဖောင်းဝင်ပိန်သွဲသွဲလူတို့ဦးရဲ့စင်းလာပါလေရဲ့ ထိုနာသပင်းရှင်လူကြီးကလမ်းဘေးတနေရာမှာရက်ထားတဲ့အလုံးပိတ်ကားလေးတစ်စီးစီပိန်တွယ်တွယ်လူငယ်လေးကိုခေါ်သွားတယ်။လာတက်တကားဖွင့်ပြီးတော့အေးစိန်နေတဲ့ကားလေးအတွင်းလေးကိုဘူးမသိဘာမသိကျွန်တော်ဝင်ထိုင်လိုက်ပါတယ်။အပြာရောင်ဖျားကတဖယ်ချမ်းမှာဝင်ထိုင်နေမကြပါဘူး။ရောမစိုးမင်းရောင် ကောင်းလန်ကတော့အဖြူရောင်ဝစ်စင်ထားတဲ့ဒရိုင်ဘာကဂီယာကို ခက်ပြင်းပြင်းထိုးရင်ဝေါကနေမောင်းထွက်သွားပါတော့တယ်အလုံးပိတ်ထားတဲ့ကားလေးတစ်စီးဟာတိုက်တာအဆောင်ဦးမျိုးကိုဖြတ်တန်းပြီး တရိပ်ရိပ်ပြေးနေပါတယ်အံ့ဩဖို့ကောင်းတာကခနာချင်းမှာပဲမျိုးပြလူနေမှုနဲ့ဝေးရာစီကိုရောက်လာခဲ့တာပါ ြည်သည့်လမ်းကြောင်းကိုရွေးပြီးမြည်သည့်အရှိန်နဲ့မောင်းနေလဲဆိုတာမသိပါဘူးကြည်နေတော့ပဲနဘေးတစ်ဖက်တစ်ချက်စီမှာစပားပင်စိမ့်စိမ့်တွေ ပေါက်နေတဲ့လမ်းမကြီးတစ်ခုစီရောက်လာခဲ့ပါတယ်အတော်အလားတခြားကားတစ်စီးတလေးမှမရှိတဲ့လမ်းမကြီးပေါ်မှာကားလေးဟာဒုံးကျည်ဒဇင်းလို တဝီဝီပြေးလို့နေပါတယ် နာယီကိုကြည့်တော့ညနေ3နာရီကျော်နေပါပြီ။အဲ့ဒီလောက်စိတ်ပူမနေပါနဲ့ကွာ။အချိန်မီမင်းကိုပြန်ပို့ပေးမှာပါ။အစောကြီးရှိပါသေးတယ်။မျိုးရဲထီပို့ပေးရမှာနော်။မင်းချင်းထားတဲ့နေရာထီပို့ပေးမယ်။ရလား။ပြီးရောတဘောတူညီမှုရသွားခဲ့ပြီမို့စိတ်အေးတတစွာနောက်ကိုကြောမီထိုင်ချလိုက်တယ်။ မကြခင်မှာပဲကားလေးကလမ်းမကြီးကိုလွန်ပြီးတောင်တန်းတွေစီရောက်လာပါတယ်။မွေလိမ်မွေကတောင်တန်းလမ်းများပေါ်ကားဒရိုင်ဘာမောင်းနေပုံက တော်တော်ကိုမှတတောင်တတာရှည်လွန်လာပါတယ်။ကိုကိုကိုယုံကြည်မှုရှိသလိုသူ့မောင်းနေတဲ့ကားအပေါ်မှာလည်းအပြည့်အဝယုံကြည်ထားပုံပါပဲ။ ပြီးတော့အချိန်ချင်းမောင်းနှင်သွားလာနေကြလမ်းကြောင်းတစ်ခုလည်းဖြစ်နေပုံရပါတယ်။အံဩဖို့ကောင်းလွန်းစွာ တောင်ခြေကတက်လာတဲ့ကားလေးဟာခနာချင်းပဲတောင်ထိပ်ကိုရောက်လာတယ်။ပြီးတော့တောင်တန်းတွေရဲ့တစ်ဖက်ချမ်းကို ပြန်လည်ဥဆိုင်ဆင်းသွားပါတယ်။မကြပါဘူး။မျက်စိတစုံတည်ငြိမ်ကြဲပြောတဲ့ပင်လယ်ကြီးကိုအပေါ်စီးကလှမ်းမြင်ရလေရဲ့ ထို့နောက်လှပသောကန်းချီတနေရာမှာကားလေးဟာကျွီကနေရတန်သွားပါတယ်။လာဆင်းရအောင်။ကားရရချင်းအပြာရောင်ဖျားကခက်တီတီဆင်းချသွားတော့ကျွန်တော်လည်းလိုက်ဆင်းရပါတယ်။နာယီကိုကြည့်တော့၃နာယီခွဲ။ရန်ကုန်မြို့ကနေ ပင်လေထီအချိန်15မိနစ်ကြကြော့ပဲကြာတာကြောင့်ချိန်းထားရာစီ အချိန်မီကောင်းပါရဲ့လို့ကျွန်တော်မရေတရေတွေးမိလိုက်သေးတယ်။မြေကန်းဆန်မှာမောင်းသူမဲလျှံပြေးမော်တော်လေးတစ်စီးရပ်တန့်ထားတယ်။အပြာရောင်ဖျားကကျွန်တော်လက်ကိုဆွဲပြီးထိုမော်တော်စီတို့အရောက်ခေါ်သွားတယ် နှစ်ယောက်သားမော်တော်နဲ့ခြေချပြီးသွားစင်မှာပဲမောင်းသူမရှိတဲ့မော်တော်လေးဟာ သူ့အလိုလိုပင်လယ်ပြင်ကြီးစီဦးလှဲ့ထွက်ခွာသွားပါတော့တယ်။ဟိုငှက်ကလေးကိုကြည့်နေတာအလိုလိုလျှံပြေးမောင်းနေနေတဲ့မော်တော်ဘုတ်ကလေးကပင်လယ်ပြင်ကြီးရဲ့နေရာတစ်ခုမှာ အရှိန်လျှော်ရင်းတဖြည်းဖြည်းရပ်တန့်သွားတယ်။ ပင်လေရေပြင်ကဖန်သားမှန်သားအတိုင်းပဂရိကြည်လင်နေပြီးနေလုံးဝါဝါကြီးကတော့အနောက်ဘက်ကောင်းကင်ရံမှာတတိတနံမင်းမူနေတော့မှာပင်လေရေမျက်နှာပြင်နဲ့နေရောင်ထိတွေ့မှုကြောင့်တလက်လက်တောက်ပနေတဲ့ပုံရိပ်ရောင်ကျယ်ပွင်လေးများကိုကြည့်ပြီးရင်မာနှွေးထွေးသွားမိရဲ့ဘာကြောင့်မှမသိဝမ်းနေစိတ်အချိုလဲဖြစ်မိပါတယ် တကယ်ကိုခဲနာတယ်မြင်ကွေးမျိုးပါရေမျက်နှာပြင်ရဲ့အပေါ်ပဲကောင်းငင်ရံမှာရောင်စုံငှက်တွေဝေဝဲလှဲ့ပါလို့နေပါတယ်ထိုအထဲမှာမှာအပြာရောင်ဖျားညွန်ပြတဲ့ငှက်လေးကဆွဆူဖြူသောကိုခဲနာနဲ့ဦးကောင်းမှာစိမ့်ပြာရောင်ရောနေသောအရွက်တော်ငှက်လေးတကောင်မှာဘာရဲ့မဟုတ်အပြာရောင်ဖျားစကားကြောင့် ကျွန်တော်သူ့ကိုတတိထားဆောင်ကြည့်နေလိုက်တယ်။ဟောကြည့်နေတော့မှာပဲငှက်ကလေးကရေပင်စီကိုခေါင်းငိုင်းဆိုင်ချကတခုံတို့ပြေးစင်သွားပါတယ်။ပြီးတော့ရေမျက်နှာပြင် အောက်စီခေါင်းနှစ်ချပြီးကိုလုံးနဲ့ရေပင်ကိုတချက်ပုတ်တိုက်ခါဝေါကနေပြန်တက်သွားတယ်။ထူဆန်းတာက သူ့နှုတ်သီးမှာတဖြက်ဖြက်လူးနေတဲ့ငားလေးတကောင်ပါသွားတာပါပဲစက်ကြည့်နေကျွန်တော်ထင်ထားတာကငှက်ကလေးဟာလူကင်းသောနေရာတစ်ခုထိပြန်သွားမယ်ပြီးရင်နှုတ်သီးကငားကိုစိတ်အေးလက်အေးစားမယ်ပုံဒါပေမဲ့ကျွန်တော်ထင်သလိုမဖြစ်ခဲ့ပါဘူးချက်ချင်းဆိုသလို ထုံငယ်လေးရဲ့ကိုပေါ်ကိုအရင်မဲကြီးတခုစိုးမိုးလာတယ်။ပြီးတော့မြင်းမြန်ခြုံရှာသော လက်တဲများနဲ့ကြီးမားသောငယ်ကြီးတကောင်ကထုံငယ်ကလေးကို ထိုးကုပ်ပါတော့တယ်။ငယ်ကလေးဟာကွင်းညိုတင်းရှောင်ရင်ထွက်ပြေးဖို့ကြိုးစားလေရဲ့။ဒါပေမဲ့တစ်ချိန်မှနှစ်ချိန်နှစ်ချိန်မှ သုံးချိန်အထိတော့မလွန်မြောက်တော့ပါဘူး ငှက်ကြီးရဲ့နှုတ်သီးချုံဟာတကြိမ်မှာတော့ငှက်ကလေးရဲ့လေပင်တဝိုက်စီက အမွှေးတောင်များကိုကောင်းကောင်းစိတ်မိသွားတယ်။ပြီးတော့သူ့ရဲ့အင်အားနဲ့ငှက်လေးကိုစွဲခါပြလိုက်တယ်။ထိုအခါမှာတော့အာမတန်၍မန်ရှော်လိုက်ရသလိုမျိုးသူတပင်တပန်းရှာပွေထားတဲ့နှုတ်သီးမှအစာကိုငှက်ကလေးခမရလက်လှော်လိုက်ရပါတော့တယ်။ တဖြည်းဖြည်းလူးနေတဲ့ငါးကလေးဟာငှက်ကလေးရဲ့နှုတ်သီးမှာအော်တိုလွတ်ကျသွားတယ်။ထိုအခါငှက်ကြီးကငှက်ကလေးရဲ့ဥကောင်းကိုလွတ်ပြီးပြုတ်ကျသွားတဲ့ငါးလေးနောက်ကိုတရှိန်ဒိုးလိုက်တယ်။တကယ့်ကိုမှအံမခံပါပဲ။အသက်အန္တရာယ်မှလွမြောက်လို့ပျော်နေရှာတဲ့ငါးကလေးဟာရေမျက်နှာပြင်စီပြန်မရောက်ခင်မှာပဲရခင်ထက်အင်အားကြီးမာတဲ့ ငှက်ကြီးတကောင်ရဲ့နှုတ်သီးစီဆွေကနေပါသွားရတော့တယ်။ငှက်ကြီးကငားလေးကိုနှုတ်သီးမှာချီပြီးသူပါလဲထုတ်ပြတယ်လို့မျိုးအာကာပြင်တဝိုင်းဝေကာဝဲကာနဲ့အင်အားပြပါသေးတယ်။ပေတော့မှငားလေးကိုအပေါ်ပြစ်မြောက်ပြီးလေချောင်းကိုဖျဲကာအောင်သေးအောင်သားစားတယ်။ဒါခက်တဲ့အစာရှာနီးပဲကွာ။ အင်အားကြီးသူတွေကဒီခေတ်မှာကိုယ်တိုင်အစာမရှာကြတော့ဘူး။သူများရှာပြီးသားကိုပဲလူစားတယ်။ဟုတ်ကဲ့။ညင်းစရာလည်းမရှိပါဘူး။အခုဆိုငှက်ကြီးကအတောင်မေမခတ်တော့ပဲရေးမကူရင်ပါဇတ်သေးကအစာကိုအေးအေးတက်တာမြို့ချနေပါပြီ။အဲ့ဒါကြောင့်ပဲသူတို့ရဲ့ပုံရိပ်ကပိုပိုပြီးတော့ကြီးမလာတယ်။ နောက်ဆိုဒီကောင်ကြီးကိုမြင်တာနဲ့ခုနငက်ကလေးကသူ့နှုတ်သီးမှာရှိနေတဲ့အစာကို အလိုလိုလွှတ်ချပြီးသားဖြစ်နေလိမ့်မယ်။ဟုတ်တယ်။ဘာထက်ဖြစ်မလဲစက်ကြည့်နေ။အပြာရောင်ဖျားစကားကြောင့်ကျွန်တော်ငြိမ်ကစက်ကြည့်နေပြတဲ့အခုဆိုအားနေသူထံကအနိုင်ကျင့်ထားတဲ့ငှက်ကြီးဟာသူ့ခန္ဓာကိုယ်ကို ရေမာပေါ်စေရင်စမြုံပြန်နေချေပြီ။ ရေပြင်မှာ ပကတိငိန်တက်လို့နေပါရဲ့ထိုစင်မှာပဲထိမ့်မှန်မထားသောအရာတစ်ခုက ရုတ်ချီးဖြစ်ပြဲသွားတယ်တင်းငိန်သောရေပြင်ကဝုန်းကနေမှုန်တိုင်းထန်သလိုရှုပ်ထွေးကုန်တယ်စင်ကြီးတကောင်အလားမဲပြောင်နေသောကိုလုံးကြီးနဲ့သွားဆွယ်ဖွေးဖွေးပါဇက်ကြီးကရေထဲမှနေဘွားကနေပေါ်လာပြီးဘိုးကံဝင်နေတဲ့ငှက်ကိုမျက်စိတမိအတွင်ကြိုက်ဆွဲသွားတယ် ထွေမှန်မထားသောမြေခွင်းကြောင့်ကျွန်တော်နောက်တိုပင်စုံမိသွားတယ်။အနီးနားကငှက်တွေဝေါကနေထပြန်ကုန်ကြတယ်။ရေပြင်မှာနေရာကွက်ပြီးလှိုင်းတဘိုးတွေထန်သွားတယ်။ဝေးလာငားလာငမန်းလာဒါမှမဟုတ်တခြားငါးမျိုးစိတ်ကြီးတခုလား။အမျိုးအမည်ကျွန်တော်မခွဲတတ်ပါဘူး။ သူကတော့အင်းရင်တက်တာပဲလုံးစရာရှိတာလုပ်ပြီးတွားစရာရှိတဲ့အရက်ကိုရေအောင်ငုံရင်ဆက်လက်ခยีထွားသွားပါပြီတရားကြဖို့ကောင်းလွန်ပြီစွာကြီးနိုင်ငယ်ကြီးရဝင်းကို အခုမှပဲ ကွက်ကွက်ကွင်ကွင်ကျွန်တော်မြင်ကွင်းရလိုက်တာပါလားဖယားဖယားကျွန်တော်ဖျားတားမိတော့နဘေးမှာပုပ်ကိုကဘာလဲကွာ ဟာခမ ्या ကိုခေါ်တာမဟုတ်ပါဘူးဗျာကျွန်တော်ဘာသာကျွန်တော်ဖျားတာတာပါဖျားကငတ်နာမီလေဒုက္ခပါပဲဆက်လဲမပြောချင်တော့တာမို့ငြိမ်၍ပဲနေလိုက်တယ်လှုံရှားနေသောရေပြင်ကခဏချင်းပြန်လဲတည်ငြိမ်ကားလာတယ်လာရောက်နာဆိုင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လဲဆုံတွေ့ကြမယ်နော် ားလုံးဘေးကင်းကျန်းမာကြပါစေ